ားလုံးမင်္ဂလာပါကျွန်တော်တချို့ပြောကြတာရှိတယ်အဲကျွန်တော်တို့ပတ်စံနေတော့ငွေတွေတော့ဝင်နေတာပဲလောက်ကဝင်ဖယောက်လို့ရောက်တော့မှမသိဘူးဘလို့သုံးလို့သုံးမှမသိဆိုပြောကြတာရှိတယ်အဓိကတော့ကျွန်တော်တို့လာစဉ်ကျွန်တော်တို့ဆွဲရမယ်ဘတ်ဂျက်ပေါ့နော်ဒါအောင်မဆွဲလို့ဖြစ်ပါတယ်ဥပမာကျွန်တော်ဝင်ငွေတစ်ခုရလာပြီဆိုရင်အဲကျွန်တော်အသုံးစိတ်အတွက်ဘလောက်ဖယ်မယ်ကျွန်တော်တို့ saving အတွက်ဘလောက်ဖယ်မယ် investment အတွက်ဘလောက်ထားမယ်ထားပါတော့ကျွန်တော်လှူတဲ့တန်းနဲ့ဆိုတဲ့ donation အတွက်ဘလောက်ထားစသဖြင့်ကျွန်တော်တို့ကဒီ budget ဆွဲဖို့လိုတယ်ပေါ့နော် budget ဆွဲလို့ရှိရင်ကျွန်တော်တို့ရဲ့ ်မှာဒီဝင်ငွေဘယ်လိုစီးဝင်လာလဲကျွန်တော်ထွက်ငွေတွေဘယ်လိုမျိုးထွက်သွားလဲဒါကိုကျွန်တော်တို့ကောင်းကောင်းနားလဲသဘောပေါက်နိုင်တယ်ပေါ့ကျွန်တော် budget နဲ့ပတ်သက်ရင်ဒါစီးမင်းတွေ rule တွေကတော့ဒါအမျိုးမျိုးရှိတယ်ပေါ့နော်အခြေခံအပြင်ဆိုရင်တော့ကျွန်တော်အမြဲတမ်းပြောတဲ့50 30 20 50 30 20ပေါ့နော်ကျွန်တော်အခြေခံ30%အတွက်ကို50%ခိုင်တော့ကျွန်တော်တို့ရဲ့ဒီ once တွေပေါ့နော်ကျွန်တော်လှုပ်ချင်တာတွေအတွက်ကို ကျွန်တော်30ရာခိုင်နှုန်းကျွန်တော်20ရာခိုင်နှုန်းကတော့ဒါ saving နဲ့ investment ဆိုပြီးတော့ဒါအများနဲ့ကျွန်တော်ပြောနေတယ်ပေါ့နောက်ထပ် budget rule တစ်ခုကတော့70 20 10ပေါ့နော်ကျွန်တော်80 20 10 rule ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ချင်တော့ကျွန်တော်တို့80ရာဒါအတုံးစိအတုံးစိမှာကျွန်တော်တို့ဒီအခြေခံအတုံးစိတွေပါတယ်ကျွန်တော်တို့လုတ်ချင်တဲ့ဒီ wants တွေပေါ့နော်အဲဒါတွေပါတယ်ဆိုတော့ကျွန်တော်ပြန်ကြည့်ခြင်းဒါအခြေခံအတုံးစိနေနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ဒီအနေနဲ့အစားအသောက်စေစကားတွေပါမယ်နောက်ကျွန်တော်တို့ အင်္ဂါငါကတွေဒါမျိုးတွေပါနိုင်တယ်ဒီမီတာဘေးဒီနောက်ပိုင်းဆိုဖုန်းဘေးစသဖြင့်ပေါ့နော်ကျွန်တော်အခြေခံကြတဲ့အရာတွေဒါတွေရှိမယ်တစ်ဖက်မှာကျွန်တော်တို့ဒီ one stress ဆိုရင်ဟိုမှာကျွန်တော် entertainment အတွက် subscribe လုပ်ပြီးကြည့်တဲ့ဟာတွေရှိမယ် Netflix တို့ပါလို့စဖြစ်ပေါ့နော်ဒါမျိုးတွေရှိမှတခါတည်းကျွန်တော်တို့ကတလာမှာဘယ်နှချိန်လောက်အပြင်ထွက်ပြီးတော့စားတာမျိုးဒိုင်းနေအောင်လုပ်ချင်တာမျိုးရှိတယ်ဒါမျိုးတွေအတွက်အသုံးစရာတွေရှိမှတခါတည်းကျွန်တော်ခီးသွားချင်တာ ါညာစသဖြင့်ရှိမှာဆိုတော့ကိုလုတ်ချင်တဲ့ဟာလေးတွေကိုဝါသနာပါတော့တုံးလို့ရတဲ့ဟာလေးတွေဒါလေးတွေတော့ကိုဒီအခြေခံအသုံးစိတ်ကိုကျွန်တော်တို့ဒီ one stroke ကိုပေါ့နော်အဒါမျိုးတော့ကိုကျွန်တော်တို့ကဒီ80ရာခိုင်နှုန်းဖယ်ပါဆိုပြီးပြောတယ်နောက်ဒုတိယဒီရာခိုင်နှုန်းလည်းကျွန်တော်20ရာခိုင်နှုန်းပေါ့လေ20ရာခိုင်နှုန်းကတော့သူကဒီ saving နဲ့ investment တော့သုံးပါဆိုပြီးပြောတယ်ဥပမာကျွန်တော်တို့ဒီကိုယ့်ရဲ့ financial goal အတွက်ဒီ seven investment တွေကျွန်တော်တို့မဖြစ်မနေအရေးကြီးတယ်ပထမဆုံးအနေနဲ့ကျွန်တော်တို့အငွေစုဖို့လိုတယ်စုဖို့လိုတယ်ဆိုတော့ ဟုတ်ဒီမှာတော့ကျွန်တော်တို့ကဒီ20ရာခိုင်နှုန်းပေါ့နော်20ရာနဲ့ကျွန်တော်တို့စုမယ်ပြီးလို့ရှိရင်ကျွန်တော် amount တစ်ခုရတဲ့အခါမှာဒီ investment ကျွန်တော်တို့ set လုပ်မယ်ပေါ့ဆိုတော့ saving နဲ့ investment ကျွန်တော်တို့ implement ရေးကြည့်ပါတယ်နောက်ဆုံးတစ်ချက်ကတော့30ရာခိုင်နှုန်း30ရာခိုင်နှုန်းကသူကတော့ဒီဒီ extra debt payment နဲ့ donation ပေါ့နော်ဒီတွက်လောက်ပါဆိုပြီးပြောတယ်ကျွန်တော်တို့ဒီအကျွေးအရေးပေါ်အကျွေးတွေကျွန်တော်တို့ဆက်ဆက်ရှိတာပဲဖြစ်ဖြစ်တစ်ခါတည်းကျွန်တော်တို့ဒီမမျှော်လင့်မဲ့ ကြုံလာတဲ့ပိဇာရှိတဲ့အတွက် Facebook ပဲဖြစ်ဖြစ်ပေါ့နော်ဒီ30ခန်းတော့သုံးလို့ရတယ်ဒါမှမဟုတ်လည်းကျွန်တော် donation အတွက်သုံးလို့ရတယ်ဒါတော့ဒီမြန်မာတွေအတွက်လည်းတော်တော်လေးအဆင်ပြေတဲ့ budget လို့ပြောလို့ရတယ်ဒါခုနရှေ့ကကျွန်တော်တို့ဒီ3020 room မှာတော့ဒါဒီ donation အတွက်မဖယ်ထားဘူးပေါ့လေဒီမှာဆိုရင်ကျွန်တော်10%ဖယ်ထားတယ်အဲ့တော့ကျွန်တော်တို့လာစဉ်အလှူဒါန်းလုပ်မယ်ဆိုရင်လည်းဒါဒီကနေပြီးတော့ကျွန်တော်တို့ဒီ budget ဒီဝယ်စုတွေကနေပြီးတော့ကျွန်တော်တို့လှူလို့ရတယ်ပေါ့နော်ဆိုတော့ဒါတော့80 20 budget room ပေါ့လေ အရေးကြီးတာကကျွန်တော်ဝင်ငွေရလာပြီဆိုရင်လာစဉ် budget ဆွဲဖို့အရေးကြီးတယ်အကိုနဲ့တင်တော်တဲ့ကိုကြိုက်တဲ့ဒီ budget rule ကိုကျွန်တော်တို့အချိုးချပြီးတော့သုံးဆွဲလို့ရတယ်အရေးကြီးတာကိုရလာတဲ့ဝင်ငွေကကျွန်တော်တို့ဒီအသုံးစေးနေတဲ့ကုန်မမဟုတ်ဘဲနဲ့ကျွန်တော် saving တို့ investment တို့အတွက်ဖယ်ဖို့လုပ်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီ donation ကိုကလောက်တဲ့သူဆိုလို့ရှိရင်လည်းကျွန်တော် donation တော့ဘလောက်ပါဆန်ပေါ့နော်ကျွန်တော်ဖယ်ဖို့လုပ်တယ်အဲဒီမှာဒီဘလောက်ရခိုင်နှုန်းနဲ့သွားမယ်ဆိုတော့ကိုယ့်ရဲ့ဝင်ငွေချင်းနေ နောက်ကိုရဲ့ lifestyle နောက်ကိုရဲ့ဒီ spending habit အစပြီးမလို့ဒါနဲ့ချိန်ပြီးတော့ကျွန်တော်တို့က budget ဆွဲလို့ရပါတယ်တွတ်တိုင်ငွေကြေးနဲ့စီးပွားဆိုင်ရာ video တွေပုံမှန်ကြည့်ရှုနားဆင်ကြရအောင်ဆိုတော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်